မင်္ဂလာပါ အခြေခံအဆင့်အင်္ဂလိပ်စကားပြောသင်ခန်းစာဖြစ်တဲ့ကရိယာတွေကိုအတိတ်ပစ္စုပန်အနာဂတ်ကာလသုံးမျိုးနဲ့ပြောတတ်အောင်မျှဝေပေးနေတာဒါဟာအပိုင်းဆက်နှစ်ဖြစ်လာပါပြီကျွန်တော်တို့ရဲ့နေစဉ်ဘဝတွေမှာလှုပ်ဆောင်နေရတဲ့လှုပ်ဆောင်ချက်တွေကိုပြောတတ်ဖို့အတွက်ပြီးခဲ့တဲ့အပိုင်းတွေမှာလည်းတော်တော်များများမျှဝေပြီးပါပြီမကြည့်ရသေးရင်ဒီဗီဒီယိုရဲ့ caption မှာကျွန်တော် link လေးထပ်ပေးထားပါမယ်ဒီနေ့အပိုင်းဆက်နှစ်မှာတော့ movement လှုပ်ရှားမှုရွေ့ရှားမှုနဲ့ပတ်သက်တဲ့အသုံးအနှုန်းလေးတွေကိုမျှဝေပေးမှာပါ Das soll die nicht den ganzen Tag sagen, ja. I lifted, I lift, I will lift, I lifted, na magere, na miaukere. I lift, na mare, na miaude, I will lift, na mame, na miaume. Barigo marale, barigo miaudale. Lurigo mara, a ya yawoto piesibio marao, disagalona don yabare. Uma, I lifted a table, na uh, so zawedalongo magere. I lift a table, ငါစပွက်တလုံးကိုမတယ် I will lift a table ငါစပွက်တလုံးကိုမမယ်နောက်တစ်ခုပါ I picked up I pick up I will pick up I picked up ငါကောက်ခဲ့တယ်ကောက်ယူခဲ့တယ် I pick up ငါကောက်တယ်ကောက်ယူတယ် I will pick up ငါကောက်မယ်ကောက်ယူမယ်အောက်ကိုကျသွားတယ်အသုံးမဟုတ်အောက်မှာရှိနေတဲ့အရာဝတ္ထုတစ်ခုခုကိုကောက်ယူတာကို pick up နဲ့သုံးပါတယ်ဥပမာ I picked up my pencil. ငါရဲ့ခေတံကိုကောက်ယူခဲ့တယ်။ I pick up my pencil. ငါရဲ့ခေတံကိုငါကောက်ယူတယ်။ I will pick up my pencil. ငါခေတံကိုငါကောက်ယူမယ်။ဒီ pick up မှာအတိအပယ်များစွာရှိနေတယ်ဗျ။လူတူတယောက်ကိုသွားကြိုတာလဲ pick up နဲ့သုံးလို့ရတယ်။တခုခုရွေးချယ်တာကိုလဲ pick up နဲ့သုံးလို့ရတယ်။ဒီနေ့အသုံးအနှုန်းတွေမှာအတိအပယ်လေးတွေကွဲပြားနေတာအများကြီးရှိပါတယ်။ဒီသင်ခန်းစာမှာတော့ရွေးရှားမှုနဲ့လှုပ်ရှားမှုနဲ့ဆိုင်တာလောက်ကိုပဲကျွန်တော်တို့ကအဓိကပြောပြမှာဖြစ်ပါတယ်။နောက်တစ်ခု I dropped. I drop. I will drop. I dropped. ငါထွက်ကြခဲ့တယ်ငါပြုတ်ကြခဲ့တယ်ငါလွတ်ချခဲ့တယ် I drop ငါထွက်ကြတယ်ငါပြုတ်ကြတယ်ငါလွတ်ချတယ် I will drop ငါထွက်ကြမယ်ပြုတ်ကြမယ်ငါလွတ်ချမယ်ဒီညမှာအသေးပဲလေးကိုဝဲနေတာက ကိုမတိလိုက်ဖ ೇನೆ ထွက်ကြခဲ့တာပြုတ်ကြခဲ့တာကိုလည်း drop နဲ့သုံးလို့ရပြီတော့ကျွန်တော်ရဲ့စိတ်ဆန္ဒနဲ့တခုခုကင်ထားရတာကနေပြီးတော့လွတ်ချလိုက်တာလေ drop နဲ့သုံးလို့ရလို့ပါလွတ်ချတယ်ဆိုတဲ့ပြင်နေဆိုရင်တော့ drop your can မင်းတနက်ကိုလွတ်ချလိုက်ကင်ထားတဲ့တနက်ကိုလက်ထက်လွတ်ချလိုက်လို့ပြောတာပါဒါဆိုရင် i dropped my can ငါတနက်ကိုငါလွတ်ချခဲ့တယ် i dropped my can ငါတနက်ကိုငါလွတ်ချတယ် i will drop my can ငါတနက်ကိုငါလွတ်ချမယ်သူနဲ့ခက်စင်စင်နောက်တစ်ခုပါ i put down i put down i will put down i put down ငါအောက်ကိုချခဲ့တယ်သို့မဟုတ်လွတ်ချတယ် I put down ငါအောက်ကိုချတယ်ငါလွတ်ချတယ် I will put down ငါအောက်ကိုချမယ်ငါအောက်ကိုလွတ်ချမယ်ဥပမာ I put down my bag ငါရဲ့အိတ်ကိုအောက်ချခဲ့တယ် I put down my bag ငါအိတ်ကိုငါအောက်ချတယ် I will put down my bag ငါရဲ့အိတ်ကိုအောက်ချမယ် drop နဲ့ put down နဲ့ဘယ်လိုကွာလဲဆိုတော့ put down ဆိုတာဟာအနှင်းငယ်တေချာဂယုစိုက်ပြီးတော့အောက်ကိုဖြည်းဖြည်းချင်းချတာအောက်ကိုဂယုစိုက်ချတာပေါ့ဗျာ drop ကကြတော့အောက်မှာပါရှိရှိဘလိုအခြေအနေရှိရှိဖြစ်ဖြစ်ချင်းချတာလည်းမဟုတ်ပဲねကျွန်တော်တို့ရုတ်တရက်ဆိုလို့ကင်ထားရကနေပြီးတော့လွတ်လိုက်တာကိုဆိုလို့တော့ဖြစ်ပါတယ်ဆိုတော့ကွာချကြလေအနေငယ်ရှိတယ်ပေါ့ဗျာနောက်တစ်ခုပါ i pulled i pull i will pull i pulled ငါဆွဲခဲ့တယ် i pull ငါဆွဲတယ် i will pull ငါဆွဲမယ်ဥပမာဆွဲယူမယ်ဥပမာ i pulled the door open ငါတကားကိုဆွဲဖွင့်ခဲ့တယ်။ I pull the door open. ငါတကားကိုဆွဲဖွင့်တယ်။ I will pull the door open. ငါတကားကိုဆွဲဖွင့်မယ်။နောက်ထပ်သူနဲ့စင်တူတာလေးတစ်ခုကြည့်ပါမယ်။ I dragged. I drag. I will drag. I dragged. ငါဆွဲယူခဲ့တယ်သို့မဟုတ်တရွတ်တိုက်ဆွဲခဲ့တယ်။ I drag. ငါဆွဲယူတယ်တရွတ်တိုက်ဆွဲတယ်။ I will drag. ငါဆွဲယူမယ်တရွတ်တိုက်ဆွဲမယ်။ ဒီနေရာမှာ pull နဲ့ drag ရဲ့ကွာခြားချက်လေးအနည်းငယ်ရှိပါတယ်။ pull ကအပေါ်မှပြီးတော့ဆွဲယူတာဖြစ်နိုင်တယ်လို့အပေါ်ကအရာကိုဆွဲယူတာလည်းဖြစ်နိုင်တယ်။အောက်ကအရာကိုအပေါ်ကိုဆွဲထုတ်တာလည်းဖြစ်နိုင်တယ်ပေါ့။ drag ကတော့မြေပြင်သို့မဟုတ်မျက်နှာပြင်တစ်ခုခုပေါ်ကိုတရွတ်တိုက်ဆွဲတာတရွတ်တိုက်ဆွဲယူဆွဲခေါ်တာကို drag နဲ့သုံးပါတယ်။ဥပမာ I dragged my dog ။နာခွေးကိုတရွတ်တိုက်ဆွဲခဲ့တယ်။ဆိုလိုချင်တာကခွေးက အိမ်ပြန်မှုဖြစ်ဖြစ်တနည်းအားသွားဖို့မလိုက်ဖို့စွတ်တည်ယုံနေတယ်။သို့မဟုတ်ခန္ဓာကိုယ်လှည့်ချလိုက်တယ်။အဲ့မှာကျွန်တော်တို့ကလည်းမမနိုင်ဘူးသို့မဟုတ်မမကျင်လို့ကျိုးနဲ့တရွတ်တိုက်ဆွဲလိုက်တာဒါကို drag လို့လည်းခေါ်တာပါ။ I drag my dog ။နောက်ခွေးကိုတရွတ်တိုက်ဆွဲတယ်။ I will drag my dog ။နောက်ခွေးကတရွတ်တိုက်ဆွဲသွားမယ်။ pull နဲ့ drag ရဲ့ဆန့်ကျင်ဘက်ပေါ့ဗျာ။ I pushed I push I will push I pushed ငါတွန်းခဲ့တယ် I push I ငါတွန်းတယ် I will push ငါတွန်းမယ်ကျွန်တော်တို့ shopping mall တွေသွားတဲ့အခါတွေမှာ hotel တွေစိုင်းနေသွားတဲ့အခါတွေမှာဆိုရင် pull နဲ့ push ကိုအမြဲတမ်းပြဿနာတက်ကြတယ် pull ဆိုရင်ဆွဲရမှလို့တွန်းရမှလို့ push ဆိုရင်ဆွဲရမှလို့တွန်းရမှလို့ဖြစ်တတ်တယ်ပေါ့ဗျာဆိုတော့စကလုံးကိုမြင်တာတောင်မှတခါတည်းရန်ရောင်ပြီးတော့မှားတာလေးလည်းဖြစ်တတ်ပါတယ်ဥပမာဆက်ကြည့်အောင်ပါ I pushed the door open ငါတကားကိုတွန်းဖွင့်ခဲ့တယ် I push the door open. <coughs> I will push the door open. Do <coughs> ဒီတင်ငန်းစာကိုကြည့်ပြီးဆိုရင်တော့တကားတွေကိုဖိုးဆိုရင်သွားပြီးမတွန်းပါနဲ့ဖွတ်ဆိုရင်လည်းမဆွဲပါနဲ့နောက်တစ်ခုပါ I threw I throw I will throw I threw ငါလွှမ်းပစ်ခဲ့တယ် I throw ငါလွှမ်းပစ်တယ် I will throw ငါလွှမ်းပစ်မယ်ဘာလွှမ်းပစ်မလဲ I threw a ball ငါဘောလုံးတစ်လုံးကို လွန့်ပစ်လိုက်တယ်ပစ်လိုက်တယ် I throw a ball ငါဘောလုံးတစ်လုံးကိုလွန့်ပစ်တယ်သုံးဖို့ပစ်လိုက်တယ် I will throw a ball ငါဘောလုံးတစ်လုံးကိုလွန့်ပစ်မယ်သုံးဖို့ပစ်မယ်ဆိုတော့တစ်ခုခုကိုလွန့်ပစ်တာကိုလည်းပြောလို့ရတယ်ပစ်လွတ်တယ်လို့လည်းပြောလို့ရတယ်ပေါ့သူရဲ့စန့်ကျင်ဘက်ပါ I caught I catch I will catch I caught ငါဖမ်းမိလိုက်တယ်ငါဆွဲဖမ်းလိုက်တယ် I catch ငါဖမ်းမိတယ်ဆွဲဖမ်းတယ် I will catch နာဖမ်းမိမယ်ဆွဲဖမ်းမယ်ဥမာ I caught a fly နာရင်ကောင်တကောင်ဖမ်းမိလိုက်တယ် I catch a fly နာရင်ကောင်တကောင်ကိုဖမ်းမိတယ်ဖမ်းတယ် I will catch a fly နာရင်ကောင်တကောင်ကိုဖမ်းမယ်ဒီစကားတွေမှာလည်းတခြားအသေးပဲလေးတွေအများကြီးရှိနေပါသေးတယ်နောက်တစ်ခုပါ I'm pressed I'm press I will press I'm pressed, not pigged, naked. I'm pressed, not pigged, naked. I will press, not pime, name. Uma. I pressed the button, then clogo, naked. I pressed the button, na clogo, naked. I will press the button, na clogo, name. Adanraga, button mobile, button pibare. လှုပ်ရှားမှုနဲ့ဆိုင်တဲ့စကားတွေထဲမှာနောက်ဆုံးမဖြစ်မနေပါမယ့်စကားပေါ့ဗျာ I moved I move I will move I moved ငါရွေ့ခဲ့တယ်ရွှေ့ခဲ့တယ် I move ငါရွေ့တယ်ရွှေ့တယ် I will move ငါရွေ့မယ်ရွှေ့မယ်တခုခုကသူ့ကိုယ်သူရွေ့ချတာကိုကျွန်တော်တို့ကရွေ့တယ်လို့ပြောပြီးတော့လူတူတယောက်ရဲ့သို့မဟုတ်တခုခုရဲ့ပယောကကြောင့်ရွေ့သွားတာကိုတော့ကျွန်တော်တို့ ရွှေ့တယ်လို့ပြောလို့ရတယ်ပေါ့ဗျာဥပမာ I moved my chair နာခုံကိုရွှေ့ခဲ့တယ် I moved my chair နာခုံကရွှေ့တယ် I will move my chair နာခုံကရွှေ့မယ်တကယ်တော့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်လေတခြားပြောစရာတွေအများကြီးရှိပါသေးတယ်နောက်ရက်တွေမှာအခြားလိုအပ်တဲ့စကားလေးတွေကိုထပ်ပြီးမျှဝေပေးပါဦးမယ်ဒီနေ့သင်ခန်းစာလေးကလည်းထုံးစံအတိုင်းပဲဆိုရွတ်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အကယ်၍တခြားသူတွေကိုပါဒီလိုသင်ခန်းစာတွေလေ့လာစေချင်တယ်ဆိုရင်တော့ရှင်းတော့ပြလို့ရပါတယ် Thank you for watching. I'll see you next time.